ားကောင်းတဲ့အမျိုးသမီးဇက်ကောင်တွေကိုဖန်တီးပြီးအမျိုးသမီးစာဖတ်ပရိသတ်တွေကိုစိတ်တက်မြင့်တင်ရေလှုပ်ပေးနေတဲ့စာရေးဆရာမပုံညခင်နဲ့တွေ့ဆုံမိမြန်ကန်ဖြစ်ပါတယ်။အောင်မြင်တဲ့နေရာတစ်ခုရောက်ဖို့ဖြတ်တန်းခဲ့ရတာတွေနဲ့ဆရာမပုံညခင်ရဲ့ဘဝပုံရိပ်တချို့ကိုခိုင်မွန်ကျူကမိမြန်တင်ဆက်ထားပါတယ်ရှင်။မင်္ဂလာပါဆရာမရှင်။မင်္ဂလာပါညီမလေး။ဟုတ်ကဲ့ပါ။အာမင်္ဂလာပါဆရာမဆိုမှဟိုဆက်ဆက်မိသွားတယ်။ဆရာမနောက်ဆုံးထွက်ထားတဲ့လုံညွေထွေရဲ့ခေါင်းစဉ်ကလည်းမင်္ဂလာပါဆရာမနော်။ဆရာမပါ။ ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဟုတ်ဟုတ်အဲ့ဆောက်ကဆရာမထုတ်ခဲ့တဲ့ဒီလုံးညဝတ္ထုတွေထဲမှာဘယ်နှအုပ်မြောက်လဲရှင် အာလုံညင်းဝတ္ထုထဲမှာ122အုံမြောက်ပေါ့နော်122အုံမြောက်ဟောလုံညင်းထဲမှာပေါ့အာဝတ္ထုတို့တွေမပါပေါ့နော်ဝတ္ထုတို့တွေမပါဘူးဆိုရင်တော့122အုံမြောက်ပါနေပါလေအဲ့စာကိုထွက်လာတဲ့အကြောင်းလေးလည်းပြောပြပေးပါဦးဟော အမရဲ့ငယ်လဲရပေါ့နော်ဟောငယ်လဲရဆိုတော့အမအသက်20ဝန်းကျင်လောက်ပေါ့အသက်20ဝန်းကျင်လောက်တော့အเจ้าဆရာမလုပ်ခဲ့ဘူးလေအเจ้าဆရာမလုပ်ခဲ့ဘူးတဲ့အချိန်မှာအမကနွေရာသီအကြောင်းပေးရပေါ့နော်နွေရာသီအကြောင်းပေးရမှာတော့အမဒီရန်ကုန်သွားပြီးတော့ဟောဒီအမစာရေးဆရာမဖြစ်ဖို့ပေါ့နော်အဲ့လိုမျိုးလေးစူးစမ်းခဲ့ဘူးတဲ့ပေါ့ညီမရဲ့ဟောအဲ့ခါကျတော့အမက မှာအဲ့ဒီချိန်တော့အเจ้าဆီယမ်မအတွေ့အကြုံရှိတယ်။နောက်တစ်ခုကကျတော့ဒီအเจ้าဆီယမ်မဘုံဟာမှာနေခဲ့ရတဲ့အတွေ့အကြုံနဲ့မြို့ပြမှာနေရတဲ့ဘုံဟာပေါ့နော်။အဲ့ဒါတွေကဘလောက်กว่าချားတယ်ဘလို့กว่าချားတယ်ဆိုတာလေးတွေလည်းအမရဲ့စိတ်ထဲမှာရှိရပေါ့။အဲ့ဒီခါကျတော့အမအဲ့ဒီအချိန်မှာအဲ့ဒီဝတ္ထုလေးကိုစာရေးတယ်။စာရေးတဲ့အချိန်ကအမပထမဆုံးဟိုအရင်တော့ရေးခဲ့တဲ့အကလောင်နာမည်တစ်ခုရှိတယ်။အဲ့ကလောင်နာမည်နဲ့ကအเจ้าဆီယမ်မအချိန်ဖြစ်နေတဲ့အချိန်မှာရေးတာပေါ့နော်။အဲ့ချိန်တော့စုနေဦးနာမည်နဲ့ရေးတာ။အရေးပြီးမဲ့အဲ့ဒီအချိန်မှာအမတိတ်ဟိုဆဲအုပ် ထွက်ပြီးတဲ့အခါကျတော့မထွက်ဖြစ်တော့ဘူးပေါ့နော်။ဟာမထွက်ဖြစ်တော့ဘူး။ထုတ်ဝေသူကလည်းမရက်လိုက်တယ်ပေါ့နော်။အဲ့ခါကျတော့ဟိုပြောရမယ်ဆိုရင်မအောင်မြင်ဘူးပဲပြောရမှာပေါ့။အဲ့လိုအချိန်မှာအမကဒီចောင်းဆရာမအချိန်ကចောင်းဆရာမလောက်ပေါ့။အဲ့လိုကလည်းမထွက်ရသေးဘူးပေါ့။အဲ့အချိန်မှာအမဒီစာပေစုပြိုင်ပွဲတစ်ခုအတွက်ရည်ရွယ်ပြီးတော့အဲ့ဒီဝတ္ထုလေးကိုရေးလိုက်တာပါညီမလေး။အဲ့ဒီဝတ္ထုလေးကစုမရခဲ့ဘူး။ဟာစုမရခဲ့ဘူး။အပယ်ခံရတာပေါ့နော်။ဟာဒါပေမဲ့အခုအချိန်မှာအမဒီငယ်လဲရဆိုတော့အမရဲ့ဒီဝတ္ထုထဲမှာရှိခဲ့ဘူးတဲ့တကယ်တပည့်လေးတွေကလည်းအမဒါတကယ်အပြင်မှာရှိတဲ့တပည့်လေးတွေပါ။ဟုတ်ကဲ့ ုတ်ကဲ့ဟုတ်ကဲ့တာတူးတို့တာတူးတို့ဟုတ်ကဲ့အဲချောစုမတို့အဲဒဇင်လိုင်းတို့အဲ့ဒီကလေးတွေပါပေါ့နော်အဲ့ဒါလေးတွေအပြင်မှာတကယ်ရှိတဲ့ကလေးတွေဟာတချို့ကလည်းနာမည်အတူတချို့ကလည်းနာမည်လွှဲထားတယ်ဟာဒါပေမဲ့တကယ်ရှိခဲ့တဲ့ကလေးတွေပေါ့နော်နောက်ပြီးတော့အမအဲ့ဒီချိန်တုန်းကတကယ်ပဲရိုးရိုးသားသားခံစားပြီးတော့အာကိုငယ်လက်ရာပေါ့ငယ်ခံစားမှုနဲ့ရေးလိုက်တဲ့အခါကျတော့အမအဲ့ဒါလေးကိုပြန်ထုတ်လိုက်တဲ့အခါအခုပြည်သက်က ရန်ကြိုက်ကြရတယ်ပေါ့နော်။ဟုတ်ကဲ့အောက်မြင်တဲ့ဆံမကတော့အားပေးကြရတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ညီမလေးဟုတ်ကဲ့အဲ့ဒါလေးကအမှတ်တရလေးပါ။အမရဲ့ငယ်ဘဝအမှတ်တရ။ကျောင်းဆရာမဘဝအမှတ်တရ။တပည့်လေးတွေအတွက်အမှတ်တရပါ။ဟုတ်ကဲ့ဟုတ်ကဲ့ပါဆံမဟုတ်။ဟုတ်အချို့ဝတ္ထုကိုရေးလာတဲ့ဝတ္ထုဒီစာရေးဆရာမတရားဦးနေနဲ့အဲ့လိုမျိုး trend တစ်ခုကိုပြောင်းလိုက်တဲ့အခါမှာဆံမတွေ့ကြုံရတဲ့စိန်ခေါ်မှုတွေကဘယ်လိုရှိမလဲ။အခက်ခဲတွေရောရှိသလား။ပြီးတော့ဘာကြောင့်ပြောင်းလဲဖြစ်သွားရလဲဆံမ။အာလူဆိုတာတစ်ခါလေးကျတော့လေခုလန်းချောင်းကို ထောင်ပြောင်မှန်မှန်လျှောက်ရတာရှိတယ်လို့မျိုးတစ်ခါတလေကြာရင်ချိုးကွေ့တဲ့အချိန်အခါရောက်လာလို့ရှိရင်ချိုးကွေ့ရတာဒီလေးပဲဒါတကယ်ကိုရဲ့စွန်စားမှုတစ်ခုအောင်မြင်မှုတစ်ခုပေါ့နော်အဲ့ဒီခါကျတော့ဘာလို့ဆိုတော့လူတွေကခစ်တရားလဲအများကြီးပြောင်းလဲနေပြီလေအမတို့အရင်တော့ဝိထုတွေဆိုတာအငှားဆိုင်ဘက်ကပို့ပြီးတော့များတယ်ပေါ့လေဝဲဘက်နည်းနည်းနည်းတယ်ပေါ့ဒါနည်းတဲ့ခါကျတော့အခုနောက်ပိုင်းကျတော့အမဒီစာအုပ်ကိုအမပြောင်းလဲပြီးရေးမယ်ဆိုတဲ့ခါကျတော့အမစဉ်းစားတယ်ဩကိုကအမြဲတမ်းတစ်သလုံးလဲဒီအခြေဝိထုတွေရေးအသက်ကြီးသွားတဲ့ခါကျတော့ဒီအခြေဝိထုတွေ လဲကိုမရေးနိုင်တော့တဲ့အချိန်မှာကိုနာမည်ကြံရစ်ပါမလားပေါ့အမကနာမည်ကြံရစ်ချင်တယ်ဟာဒီစာပေလောကမှာပေါ့နော်ချိန်ခါတခုရောက်တဲ့ခါကျတော့အမချိုးပြေမယ်ပေါ့နော်ဆိုတဲ့ခါကျတော့အမဒီထက်တန်းသားရေဝတ္ထုလေးကိုရေးဖို့စဉ်းစားမိစဉ်းစားမိရအမအဲ့ဒီဝတ္ထုမရေးခင်တစ်နှစ်လောက်တည်းကအမဒီဇလန်အချမ်းပြင်းကကောင်းထဲမှာရောက်လာတယ် ဒါပေမဲ့အဲ့ဒီအကြောင်းအရာတွေကနိုင်ငံရေးတွေနဲ့လည်းပတ်သက်တယ်နိုင်ငံရေးတွေနဲ့ပတ်သက်တဲ့အခါကျတော့အချိန်အခါကိုစောင့်ပြီးတော့ရေးရတာလည်းရှိတယ်ပေါ့နော်နောက်တစ်ခုကအမားကိုယ်တိုင်ကအမျိုးသမီးဖြစ်တယ်နောက်တစ်ခုကအမားရဲ့အော်ပရိသတ်တွေတော်တော်များများကလည်းမင်းကလေးတွေများတယ်။အာမင်းကလေးတွေများတဲ့ခါကျတော့နောက်အမကိုယ်တိုင်ကြီးလည်းနေမျိုးရနေပြီးတော့ရန်ကုန်ရောက်လာပြီးတော့ အမရဲ့ဒီ live ကိုပေါ့နော်အမတော်တော်လေး strike လုပ်ပြီးတော့အောင်မြင်မှုရအောင်လုပ်ခဲ့တာပေါ့အဲ့ဒီခါကျတော့ဒီ main ကလေးတွေရဲ့ဘဝတွေကိုအမအများကြီးစိတ်ဝင်စားတယ်အာကိုကိုတိုင်ရလည်းယုံခံရတယ်ယုံခံရတဲ့ဘဝတွေကိုလည်းအမစိတ်ဝင်စားတယ်ဒီယုံခံရတဲ့ဘဝတွေအခက်အခဲရှိနေတဲ့ main ကလေးတွေရဲ့ဘဝတွေကတကယ်ကိုလမ်းကြောင်းမှန်မှန်ဖြောင်းဖြောင်းတန်းတန်းနဲ့ပေါ့နော်သူတို့ဘဝလေးတွေက အောင်မြင်စေခြင်းနဲ့တိုးတက်စေခြင်းနဲ့ပေါ့အဲ့ဒီခါကျနောက်သူတို့ရဲ့ဘဝလုံခြုံမှုပေါ့အာလူမိန်းကလေးတွေမှာလည်းဘဝလုံခြုံမှုဆိုတာလိုအပ်တယ်ပေါ့နော်အဲ့ဒီခါကျတော့သူတို့ဒီအတွက်အားမှန်ပေါ့သူတို့ရဲ့ life life အတွက်အားမှန်လေးရစေခြင်းနဲ့ပေါ့အဲ့ဒီခါကျတော့မှဒီထက်တန်းသားရေဆိုရဲ့ဝတ္ထုအမှရေးဖို့ဆုံးဖြတ်လိုက်တာပါညီမအထက်တန်းသားရေကတော့ဒါဆ iam တွက်ကဒီစာပေရေးသားမှုအနေနဲ့ပုံစံတစ်မျိုးပြောင်းပြီးခွဲထွက်သွားတဲ့စာအုပ်လို့ပြောလို့ရပါတယ်နော်ဟုတ်ကဲ့ဟိုစာအုပ်ပုံစံတစ်မျိုးပြောင်းခြင်းရဲ့ အစပေါ့နော်ဟုတ်ကဲ့ပါရှင်ဟုတ်ဟုတ်နောက်တစ်ခုအနေနဲ့ကကြတော့အနောက် တောင်ရမလာခဲ့သူဟုတ်ကဲ့နော်အနောက်တောင်ရမလာခဲ့သူကကြတော့ဒါဖြစ်ရမှန်ပေါ်မှာအခြေခံထားတာနော်ဆရာမဇလန်းကတော့ဖြစ်ရမှန်မဟုတ်ဘူးဒါပေမဲ့ဖြတ်တန်းရတဲ့ခေကာလတွေဒီထဲမှာပါတဲ့လူပုံကိုယ်တွေပေါ့နော်အထာတွေကလည်းအပြင်မှာတကယ်ရှိတဲ့ပုံကိုယ်တွေကိုလည်းအခြေခံထားတယ်ပြင်မှာတကယ်ရှိတဲ့နေရာအပြင်မှာတမိုင်းထဲမှာတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေပေါ့အဲ့ဒါတွေပေါ်မှာမူတည်ပြီးတော့ဇက်ကောင်လေးထည့်ပြီးတော့မာရေးထားတာပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဆရာမအနေနဲ့ကကြတော့လေဟိုအပြင်ဘိုင်းဆိုင်ရာနဲ့ကြည့်မယ်ဆိုဆရာမပန်းလေးအရန်ကြိုက်တယ် ညွန့်ညွန့်ရွာလေးလို့ထင်ရတယ်ဒါပေမဲ့ဝိထုတွေကဇက်ကောင်ကအယမ်းမာတယ်ဘလို့များပတ်သက်မလဲဆရာမအဲ့တော့အပြင်ကဆရာမရဲ့စိတ်နေစိတ်ထားနဲ့ဝိထုတွေကဒီမင်းသမီးတွေဇက်ကောင်တွေရဲ့စိတ်နေစိတ်ထားတွေကဘလို့များသွားပြီးပတ်သက်နိုင်လဲအမစိတ်ခံစားမှုကနူးညံ့တယ်ပေါ့နော်ဒါပေမဲ့အမရဲ့အပြင်မန်းအမရဲ့ဒီအလုတ်လုတ်တဲ့နေရာမှာပဲဖြစ်ဖြစ်အမရဲ့ဘဝရက်တည်မှုပေါ့နော်အဲ့ဒီမှာပဲဖြစ်ဖြစ်အဲ့ဒီမှာကတော့အမစိတ်သက်ကတန့်ခိုင်တယ် အာလေအမရဲ့ဟိုမှာအမအဲ့လိုရှုံးမပေးခြင်းမို့အမအရကျင်တာကိုလိုချင်တာပေါ့နော်ကိုလိုချင်တယ်ဆိုတာကိုအောင်မြင်ခြင်းနဲ့အလုပ်တစ်ခုပေါ့အကိုအလုပ်တစ်ခုကိုကိုစိတ်ဝင်စားတဲ့အလုပ်တစ်ခုကိုလုပ်မယ်ဆိုလို့ရှိရင်အမဒါကိုမယိုင်မလဲတဲ့စိတ်ဓာတ်နဲ့အမတကယ်အားမလျှော့စတဲ့အမလုပ်တယ်အဲ့လိုစိတ်ဓာတ်မျိုးကတော့အမမှာမားတယ်ဒါပေမဲ့အမရဲ့ဒီခံစိတ်ခံစားမှုပေါ့နော်စိတ်ခံစားမှုကကြတော့အမကခုနပြောသလိုညီမပြောလို့ပန်းလိုပဲပေါ့နော်အဲ့လိုနူးညံ့တယ်ပေါ့အမမှာအဲ့လိုစိတ်ခံစားခြင်းနဲ့ဒီဒီကိုရဲ့စိတ်ဓာတ်ခိုင်မာမှုလေးရှိ ရှိတယ်လို့မျိုးနူးညံ့မှုလည်းရှိတယ်လို့လို့ပြောလို့ရမှာပေါ့ညီမလေးဟုတ်ကဲ့ဟုတ်ကဲ့ဆန်ဂျမန်တို့တွန်တွင်းနေရပါဟုတ်ကဲ့ဟုတ်ကဲ့ညီမလေးဟုတ်ဟုတ်ဟိုပရိသတ်အနေနဲ့ကလည်းစာရေးဆရာမပုံညခင်ကဘလို့အမျိုးသမီးမျိုးလဲသူ့ရဲ့ဘဝအဆင့်ဆင့်မှာဘလို့ဖြတ်တန်းလာလဲဆိုတော့တို့လည်းသိကြမှာပဲလေဟုတ်အဲ့တော့ဆရာမငယ်ငယ်လေးကစာရေးဆရာမဖြစ်ချင်ခဲ့တာလားဟိုအကြောင်းဆရာမလည်းလုပ်ခဲ့ဘူးတယ် အဲ့အဲ့လိုဆိုတော့ဟိုအဆင်ဆင်ဖြတ်တန်းလာတာပေါ့အဲ့အလေးကိုအတူတုံးနည်းနည်းပြောပြပါအောင်ဟိုမကအရင်တော့ကပေါ့နော်ငငယ်တော့ကတော့အမအဲ့လိုဆရာဆရာမဆရာမပေါ့နော်ဆရာမလုပ်ရတာကိုတော့အမအရန်ကြိုက်တယ်ငငယ်တွေကပေါ့နော်အဲ့လိုရောင်းဝယ်လုပ်ငန်းပေါ့နော်အဲ့လိုမျိုးလုပ်ငန်းမျိုးတွေမှဟိုမစိတ်ဝင်စားအောင် အဲ့လိုအမဟိုဒီကို့ပညာလေးတစ်ခုနဲ့အဲတင်ပေးရတာမျိုးဒါလို့ဆိုလို့ရှိရင်လည်းဒါမှမဟုတ်လို့ရှိရင်လည်းခုနကပြောသလိုအခုဒီစာပေနဲ့ပတ်သက်တဲ့ဟာပေါ့နော်ဆိုတော့အမအဲ့လိုပညာရက်နဲ့လောက်ရတာကိုအမသဘောကျတယ်ငငယ်လေးကလေအာငငယ်လေးကသဘောကျတယ်အဲ့လိုတီတီငင်ငင်နဲ့ကို့အဲ့လိုဆရာမပေါ့ငငယ်တော့ဆိုအเจ้าဆရာမတွေဆိုဟိုအเจ้าဆရာမတွေဆိုအမသဘောကျတယ်ပေါ့နော်ကို့အเจ้าဆရာမဟိုငငယ်တော့ဆာရီဆရာမဖြစ်ရကောင်းမှမသိသေးတဲ့အချိန်တွေကတော့ဆာရီဆရာမတွေကတော့ကို့ရဲ့ဟီးရိုးပေါ့အာကို့ကဆရာမဖြစ်ချင်တယ် ဆော့ပြီဆိုလို့ရှိရင်လည်းအားလို့ရှိရင်အเจ้าဆရာမလောက်တိုင်းကတပည့်တွေတင်ပေးတယ်ပေါ့ကလေးတွေခေါ်တင်ပေးတယ်ပေါ့အဲ့ဒီကနေနောက်ပိုင်းကျတော့စာအုပ်တွေဖက်လာတယ်စာအုပ်တွေဖက်လာတဲ့ခါကျတော့လေစာရေးဆရာမဖြစ်ချင်လာတာပေါ့နော်ဒီစာအုပ်လေးဖက်ပြီးငါလည်းဒါမျိုးတနေ့ကြရင် ရေးကျင်နေဆိုပြီးတော့မှစာရေးဆရာမဒီစာအုပ်တွေဖတ်ရင်းနဲ့ပဲစာရေးဆရာမဖြစ်ချင်လာတာပေါ့စာရီရေးကျင်လာတာပေါ့ညီမလေးဟုတ်ကဲ့ဟုတ်ဟုတ်ကျွန်မကိုမမတ်ရပြန်ပြောပြလို့ရတဲ့အခက်ခဲမျိုးစိန်ခေါ်မှုမျိုးတွေရောရှိခဲ့ဘူးသလားပေါ့အမအဲ့ဒါကညီမလေးဟိုလေမမတ်ရရဟိုပြန်ပြောလို့ရမယ်အခက်ခဲလို့ညီမကပြောတဲ့အခါကျတော့အမကပြောရမယ်ဆိုရင်အဲ့ဒါအခက်ခဲတွေက တဘွားလုံးနီနီပဲတဘွားလုံးနီနီပဲဆိုတာလေညီမအခက်ခဲဆိုရင်တခုခုလောက်ပဲပြောတာပေါ့နော်အမကပြောပြမယ်ဆိုရင်အများကြီးပဲဘာလို့ဆိုတော့အမအခက်ခဲတွေနဲ့ပဲအမဟိုဟိုဘယ်လိုပြောမလဲအောင်မြင်လာတာဟာအမအမရဲ့အောင်မြင်မှုလောက်လိုက်တိုင်းအမအမြဲတမ်းအခက်ခဲကြုံရတယ်ဒါပေမဲ့အဲ့အခက်ခဲတွေကိုအမြဲတမ်းကြော်လွားနိုင်တယ်ပေါ့ အော်ငငယ်လေးอ่ะပေါ့เนาะဟောမလုပ်လုပ်မယ်ဒီစာရေးဆရာမလုပ်မယ်ဆိုတော့လေဒါရင်မှာအခက်ခဲတွေအများကြီးပဲအော်ရန်ကုန်မှာလာနေရမယ့်ကိစ္စမျိုးတွေပေါ့เนาะရန်ကုန်မှာလာနေမယ်နောက်ဒီစာအုပ်ကလေးထွက်ဖို့ကြိုးစားရတယ်အဲ့ဒါတွေအကုန်လုံးကအမတော်တော်များများ strike လုပ်ခဲ့ရတာဒါစာရေးဆရာမမဖြစ်ခင်မှာလည်းပဲအလုပ်တွေအများကြီးလုပ်တယ်ပေါ့เนาะအဲ့ဒါတွေကလည်းအမရဲ့အခက်ခဲတွေပဲပေါ့တော်တော်များများအခက်ခဲတွေကိုကြော်လာပြီးတော့မှဒီခါကြလူဆိုတော့အောင်မြင်မှုရရင်အောင်မြင်မှုရတယ်လို့ပဲမြင်ကြတာပေါ့เนาะဒါပေမဲ့အဲ့ဒီအောင်မြင်မှုရတာရဲ့ ဲ့လိုနှစ်ဆလောက်အခက်ခဲတွေကြုံခဲ့ပြီးမှအောင်အောင်မြင်မှုဆိုတာရလာတာပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အိမ်အောင်ကြာကြာဘယ်နေမှာကြာလဲအမအသက်38နှစ်မှာကြာလာညီမလေးအာအမ30အခုအိမ်အောင်တက်ကအမအခုတက်40ကျော်ပြီအိမ်အောင်တက်ကကြာတော့အမ9နှစ်ပေါ့အဲအိမ်အောင်တက်က9နှစ်ရှိပါပြီအမဟုတ်ကဲ့ဟုတ်ကဲ့အာလက်ရှိမိသားစုပုံစံလေး life style လေးလေးပြောပြပါအောင်အမမှာသားတစ်ယောက်သမီးတစ်ယောက်ရှိတယ်လို့ပြောရမှာထင်တယ်ဘာလို့လဲဆိုတော့အမအမရဲ့ အမောင်လေးနဲ့အမရဲ့ညီမလေးကိုအမကဒါဒါသမီးလို့အမအဲ့လိုသဘောထားတဲ့အတွက်ဘာလို့ဆိုတော့အမတို့ချင်းကအသက်ကွာကြတယ်အမနဲ့အမမောင်လေးဆိုရင်အသက်15နှစ်กว่าတယ်။အာမောင်လေးကတော်တော်လေးအာအမ15အာ15နှစ်မှာတမွေးလာတာပေါ့เนาะ။ငယ်မလေးဆိုညီမအလက်မလေးဆိုအမနဲ့ 6နှစ်กว่าတယ်6နှစ်ငယ်တယ်ပေါ့အမတို့ကတယောက်နဲ့တယောက်အဲ့လိုဝေးကြရတယ်ပေါ့ဝေးကြရတဲ့ခါကျတော့အမအကြီးဆုံးဆိုတော့အမကြီးအမေရပါเนาะအဲ့ခါကျတော့အမအခုချိန်မှာအမအမေမရှိတော့ဘူးအမအမေဆုံးသွားတဲ့အတွက်ကြောင့်မလို့အမအမေခင်နေရမှာပဲကိုယ့်ကိုသဘောထားတယ်မမမောင်လေးတယောက်မောင်လေးတယောက်ရှိတယ်ဒါပေမဲ့အမကဒါအမမသားတယောက်သမီးတယောက်ရှိတယ်လို့ပဲအမစိတ်ထဲမှာယူဆတယ်ပေါ့ဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်ကဲ့ဟုတ်အမကိုယ်တိုင်ရောသားသမီးမရသေးပါဘူးဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်ကဲ့ စာရေးဆရာမပုံကြခင်ဆိုတာကဒါအမျိုးသမီးတို့အတွက်ဆိုရင်ဟိုတို့တက်ကစံပြအမျိုးသမီးတယောက်လိုလည်းဖြစ်နေရဲ့ရှင့်အပြီးတော့ဒါလွှမ်းမိုးမှုပေါ့နော်လွှမ်းမိုးမှုအရာမှာကျတော့ဆရာမပြောလိုက်တဲ့စကားတစ်ခွန်းကဒီကြည်နေတဲ့ပြိသက်အထူးသဖြင့်အမျိုးသမီးတွေပေါ်မှာလွှမ်းမိုးမှုကအတော်ကိုတာသွားတာဆရာမရဲ့အဲ့တော့ဆရာမအနေနဲ့အခုဒီ TV ဖန်သားပြန်နေပြီးတော့တို့ကိုဟိုဘာများပြောချင်တာရှိသေးလဲမျိုးသမီးတို့ကိုအမပြောချင်တယ်ဆိုတော့အခုဆိုအမရဲ့ဒီအထက်တန်းသားရေတွေကဂျာမနီမေကိုဆွဲလန်းကြတယ်ပေါ့နော်မင်းကလေးတွေဆွဲလန်းကြတယ် အဲ့ဒီဇာမနေမေဇက်ကောင်ကိုအမဘာလို့ရေးလဲဆိုတော့မိန်းကလေးတွေကဘဝမှာဘလို့ပဲဒုက္ခရောက်ရောက်ဘလို့ပဲအခက်ခဲပဲရှိရှိကိုဘဝကိုကိုအောင်မြင်မြင်နဲ့ထူမတ်သွားနိုင်ဖို့ဘဝလမ်းကြောင်းကိုဖြောင်းမတ်သွားဖို့ဆိုရက်အားလေးတစ်ခုကိုပြည့်တတ်ရင်ထဲကိုရောက်အောင်အမရေးလိုက်တာပေါ့လူတိုင်းလူတိုင်းကလည်းပဲအများရန်ပဲပေါ့နော်ကိုယ့်ရဲ့မိသားစုရေးကိစ္စမှာပဲဖြစ်ဖြစ်အာကိုရဲ့ချစ်ချင်းမြတ်တာအနဲ့ပသက်တဲ့အခြေရေးခြေရာကိစ္စမှာပဲဖြစ်ဖြစ်အာကိုရဲ့ဘဝရည်တည်မှုနဲ့ပသက်တဲ့ကိစ္စမှာပဲဖြစ်ဖြစ်လူတိုင်းလူတိုင်းကအခက်အခဲတွေကြုံခဲ့ရပါတယ် လူတော်တော်များများဒီနာကျင်မှုတွေလည်းခံစားခဲ့ကြရမှာပဲအာဒါပေမဲ့ အဓာရီကိုဘယ်လိုမျိုးကြော်ဖြတ်ပြီးတော့ဘယ်လိုစိတ်ထားမျိုးနဲ့ကြော်ဖြတ်သွားရမလဲဆိုတာအရေးကြီးတယ်။စကယ်ကိုစိတ်ချမ်းချမ်းသာသာစိတ်နှလုံးကြည်ကြည်လင်လင်နဲ့ကိုဖြစ်ချင်တဲ့လမ်းကြောင်းလေးနဲ့တက်တက်မမတ်ကလေးနဲ့မပြတ်မစည်းမရင်းရိုင်မဲနဲ့သွားဖို့ဆိုတာအရန်ရေးကြီးတယ်ဆိုတဲ့အချက်ကလေးကိုလည်းအမပြောချင်တယ်။နောက်တစ်ခုကကြတော့အရင်ခေတ်တုန်းကဆိုရင်မိန်းကလေးတွေကမိခိုသူလို့ပြောကြတာပေါ့နော်မိန်းကလေးတွေကိုဒါပေမဲ့အခုအဲ့ဒီခေတ်ကြီးကိုလည်းကြော်လာတဲ့ခါမှာမိန်းကလေးတွေကိုဟိုကိုအမိခိုကင်းကင်းနဲ့ရက်တီနိုင်စွမ်းရှိဖို့အမအားပေးတယ်။ဟောဘာလို့ဆိုတော့မိန်းကလေးတွေဆိုတာဥမာအိမ်အောင်ကြတဲ့ ဲ့အင်းမိသားဟိုကိုယ့်ရဲ့ခင်မောယောက်ျားကိုမိခိုးတယ်ဆိုတာလည်းရှိချာပါတယ်ပေါ့ဒါဒါပေမဲ့မိခိုးတာလည်းမိခိုးတာတစ်ပိုင်းပေါ့နော်ဒါပေမဲ့ကိုကိုကိုလည်းပဲကိုရက်တည်နိုင်တဲ့အခါမှာလူတစ်ယောက်ကအမိခိုးကင်းသွားလို့ရှိရင်တကယ်အတွေးခေါ်တွေကလွတ်လပ်သွားတယ်လို့အမှထင်တယ်အဲ့လိုတစ်ခုခုကိုမိခိုးနေရတယ်ဆိုရင်သူတို့ရဲ့အတွေးခေါ်တွေသူတို့ရဲ့စိတ်ခံစားချက်တွေကတိတ်ပြီးတော့မလွတ်လပ်တော့ဘူးပေါ့နော်အဲ့ခါကျတော့လူ့ဘဝမှာတကယ်ကိုပဲမိခိုးကင်းကင်းနဲ့ independent ဖြစ်ဖြစ်နဲ့အဲ့လိုတကယ်ကိုမိခိုးကင်းပြီးတော့ကိုကကိုကိုနိုင်တဲ့ main ကလေးတွေတကယ်လို့အခက်အခဲတွေရှိခဲ့ရင်လည်းနာကျင်မှု တွေရှိခဲ့လို့ရှိရင်လည်းဘဝလမ်းကြောင်းကိုဖြောင်းဖြောင်းမှန်မှန်နဲ့အောင်မြင်နိုင်တဲ့မိန်းကလေးတွေဖြစ်ဖို့မှဒီကနေပြီးတော့ပြောချင်ပါတယ်ညီမလေးဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်เนาะမမနဲ့စကားပြောလိုက်ရတာကျိုးလေးအများကြီးရှိပါတယ်ရှင်ဟုတ်ကဲ့ပါညီမလေးဟုတ်ကဲ့မလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့